်အင်္ဂလာပါ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ EU အပါအဝင်အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့မြန်မာတပ်မတော်တို့အကြားစကိုင်းတိုင်းကိုဘာကြောင့်လိုချင်နေကြလဲဆိုတဲ့သတင်းမြန်မာနိုင်ငံအနီးစွတ်တွကျ10ဦးကိုချိန်မုံနိုင်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ EU အပါအဝင်အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့မြန်မာတပ်မတော်တို့ကြားစကိုင်းတိုင်းကိုဘာကြောင့်လိုချင်နေကြလဲဆိုတဲ့အပေါ်မေးခွန်းထုတ်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမြန်မာတော်လှန်ရေးအခင်းအကျင်းမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EU ရဲ့အပါအဝင်တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့မြန်မာတပ်မတော်တို့အကြားစကိုင်းတိုင်းကိုဘာကြောင့်လိုချင်နေကြလဲဆိုတဲ့အပေါ်မေးခွန်းထုတ်မှုတွေရှိလာပါတယ်။စကိုင်းတိုင်းဟာတိုင်းဒေသကြီး9ခုထဲမှာအကျယ်ဆုံးတိုင်းတစ်ခုဖြစ်ပြီးမကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်၊ကချင်ပြည်နယ်၊အိန္ဒိယနိုင်ငံနဲ့ချင်းပြည်နယ်တို့နဲ့ဝန်းရံထားတာဖြစ်ပါတယ်။စကိုင်းတိုင်းဟာမြန်မာနိုင်ငံလွတ်လပ်ရေးယူစဉ်ကလေးကနိုင်ငံရေးသမားအများစုရှိခဲ့ကြတာဖြစ်တယ်လို့ရတနာရီထွက်ရှိတဲ့အတွက်နှစ်ပတ်အင်အားစုတွေအကြာလိုချင်နေကြတာဖြစ်တယ်လို့တိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်းထီအောင်ကစီရင်နိုင်တဲ့တင်ဌာနကိုပြောပါတယ်။အဲဒီကိန်းကတော့မြန်မာပြည်လူ့လိုက်ကြီးဒီကိန်းကနေတဲ့ကိန်းကနေတော့မြန်မာပြည်တော်မများရှိတာပေါ့နော်လူ့လိုက်ကြီးဒီကိန်းက အဲ့ချိန်လုံးအဲ့လိုရှိတဲ့အခါကျတော့သကိုင်းကတိုင်းလမှာတော့သူအခြေဆုံးတိုင်းပြည့်တို့ယူကြကြတာဖြစ်ပါလေအဲ့ချိန်က။ဘာကြောင့်မို့လို့ဒီသားကသကိုင်းတိုင်းမှာကျတော့ရန်နာရီတော့ထွက်ထွက်တယ်ကရန်နာဆိုတာကကျွန်တော်တို့ကျွန်တော်တပ်ထူရအစားပေါ့နော်။အချိန်အဲ့ရအပြင်ကိုကျွန်တော်တို့အခုမိကြီးရလုပ်တဲ့မိကြီးရဆာလေဒီမိညာရဆာအဲ့ဒီတိုင်းမှာထွက်ချည်တယ်လို့ကျွန်တော်သိချတာပါ။ ဲ့ဒါကြီးပါမှာပေါ့လေစတိုင်းတိုင်းကိုအရန်လူချင်းများရဲ့ကိစ္စတော့ဒါဒီအရင်နောက်တနာဖာလက်ထက်တုန်းကလည်းရှီတိုင်းဒေတာကြီးကိုတတ်မှတ်ထားခဲ့တာလေစတိုင်းတိုင်းကဟုတ်ချက်ကြီးရတာနောက်တနာလက်ထက်ဒီထောင်လိုက်တာပေါ့အတော်ကရေရေကျဲဆိုင်ကြီးတွေစတိုင်းတိုင်းမှာရှိတယ်နောက်တနာလက်ထက်မှာတော့အောင်ကြီးစကိုင်းတိုင်းမှာတိုင်းတန်ဘီခန်ကောင်စီတမမဟုတ်အစုဖွဲ့တစ်ခုတိစောက်ပြီးအာနာရှင်စနစ်ခြုံငင်းရေးကိုပိုင်ပြဌာန်းခွင့်နဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရရှိရေးဖက်ဒရယ်စနစ်ပေါ်ထွန်းရေးတို့ဖော်ဆောင်ဖို့ နေဦးတော်လိုင်းရေးမှာပါဝင်တဲ့နိုင်ငံရေးအင်အားစုတွေနဲ့လက်နက်ကင်တွေဟာစကိုင်းဖိုရန်ဆိုပြီးတော့စုဖွဲ့ထားကြတာပါအဲ့ဒီလိုနိုင်ငံရေးအရာစကိုင်းဖိုရန်လိုမျိုးလှုပ်ဆောင်မှုတွေရှိပြီးတိုင်းသားတွေဘက်ကကြည်ပါကစကိုင်းတိုင်းဟာဦးစားပေးမဟုတ်ပေမဲ့လေသူတို့ဒေတာတွေကိုကောက်ွယ်ဖို့စစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်ကြတာဖြစ်တယ်လို့ပိုးမြတ်သားလွတ်မြောက်ရေးဖွဲ့ချုပ် PNLO SAS မှဥက္ကဋ္ဌဘူမူကြီးခွန်ဦးကာကစီရင်တဲ့တင်ဌာနကိုပြောပါရယ်အာစကိုင်းတိုင်းကတော့ဒီဟိုအစွန်ထွက် တိုင်းပါဘက်ကကြည့်ရင်အဆုံးထွက်တဲ့နေရာပေါ့ဥမာကချင်ဘက်ကကြည့်ရင်လည်းကချင်ပြည်နယ်နဲ့ကချင်ဒေသကိုသူကလှုပ်ချင်ရင်ကတိုင်းတိုင်းမှာသူကသူကချင်ပြည်နယ်ရဲ့ပြင်ပါပေါ့လေအဲ့ဒီမှာစီရေးပေါ်ဆောင်ပြီးတော့ကချင်ပြည်နယ်ကိုစီရေးရော့သူလုံနိုင်တာပေါ့ထို့တူတော့ချင်းတို့ဘာလို့လဲပဲဒီတိုင်းပါပဲချင်းတို့ဟိုလုံနိုင်တဲ့သဘောရှိပါဒါတော့စကိုင်းတိုင်းကဂျားဖြစ်ပြီးတော့နော်အဖွဲ့စည်းပြီးပြီးက စကိုင်းတိုင်းကိုဟိုပါပေါ့လေဒီဟိုဥစားပြီးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ဒီလှုပ်ရှားမှုအနေနဲ့တော့ဒီဒီပါလာနိုင်တာပေါ့သို့တော်လည်းပဲစကိုင်းတိုင်းကိုနိုင်ကိုနိုင်ကလောရမယ့်လောက်တွေလည်းရှိပါတော့မှာစကိုင်းဖိုရမ်တို့ဘာတို့လည်းတချို့အာအပြင်မှာပြုခံရပြီးတော့ဆွေးနွေးတာတွေပါလေတွေ့ရပါတာဒါကြောင့်စကိုင်းဖိုရမ်နဲ့အာနိုင်ငံရေး ပုံစံပေါ့လေနောက်စကိုင်း constitution ပေါ့စကိုင်းနိုင်ငံမှာ gas ရေနံကြောက်ရွှေကျင်းနီသစ်ရွှေဖြူ chromite platinum ကြောင်မီသွေးတန်မြေရှားတက်ထုစတဲ့တရံဇာတ်တွေထွက်ရှိကြောင်းလည်းသိရပါတယ်စကိုင်းတိုင်းမှာဘ ਹੁ အစိုးရအာဏာတိုက်ရိုက်တက်ရောက်မှုမရှိပေမဲ့လေမြန်မာနိုင်ငံရဲ့နယ်နိမိတ်မှာသာရှိပြီး ခြေဦးအရာပေးထားချက်ပိုင်းနဲ့ရှိပြီးသားဖြစ်တယ်လို့တင်နကမဟာဗျူဟာလေးလာရဲ့အဖွဲ့မှဒါရိုက်တာဦးသိန်းထွန်းကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်အဲ့ဒါကတော့ခုနကပြောတဲ့ပတ်တိုင်းတိုင်းရေးပါခြင်းမပါခြင်းချာအေးပတ်တိုင်းတိုင်းမှာလောလောဆယ်အတူကအဓိကကိုပြောမှုတူနိုင်လို့ဆိုအဓိကအရေးကြီးဆိုတာကဒီဘုံဆိုးရအနာဘက်အရာသူ့ငယ်အနာဘက်တိုင်းရဲ့ပြောင်းမှုမရှိဘူးဆိုပေမဲ့ဒီမှာနိုင်ငံရဲ့မြန်မာပြည်ကနေတော့ဒါတိုင်းတိုင်းရှိတယ် အဲ့ဒီအချက်ကဒီဒီပြောမယ်ဆိုရင်တစ်ခိုင်းတိုင်းဒီမနက်ငယ်လက်ရှိ2018ခုနှစ်အပတ်အတွင်းဦးရင်းရဲ့ဒီကားကျပိုင်းတဲ့အောင်စီးရမ်းဖြစ်တဲ့အတွက်အောင်အခုဆူရရဲ့အဓိကပေါ်လာပါစကိုင်းတိုင်းအတွင်းမှာနာဂလက်နက်ကိုင် NSCN ရှမ်းပြည်အမျိုးသားများတက်မတော် SNA ကတဲလက်နက်ကိုင် PLA MPA ကချင်လူလက်ရေးတက်မတော် KIA အရခတ်တက်တော် AA မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ၊ကရင်မျိုးသားစီရော KNU လို့ရှိပါတယ်။ဒါ့အပြင်ချင်းမျိုးသားတပ်ဦး CNF ဇိုမီဒေါ်လာရေးတက်မတော့ဇက်အာရေးဇက်အာအိုကူကီမျိုးသားတက်မတော့မြန်မာနိုင်ငံ KNB NUG အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ PDF ဗမာမျိုးသားဒေါ်လာရေးတက်မတော့ BNRA ပြည်သူ့လူမျိုးရေးတက်မတော့ PLA Community ကိုစရာလွေဦးဆောင်တဲ့96 Soldier CNDF ဒေသကောက်ကွယ်ရေးတပ်ဖွဲ့ LBDF တွေစသဖြင့်ရှိကြတာပါအဲ့ဒီလိုပဲမြန်မာတပ်မတော်ရဲ့လက်အောက်ရှိပြည်သူ့စစ်တပ်ဖွဲ့ပါတာစတွေနဲ့ပြူစောတိတပ်ဖွဲ့ပါစထားတွေလည်းရှိကြပါတယ်နောက်ထပ်တင်တဲ့ပုံအနေနဲ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲအလွန်အစိုးရတည်းရဲ့ပေါ်ပေါက်လာရင်ပြည်တွင်းမှာဖြစ်ပွားနေတဲ့နိုင်ငံရေးတည်ငြိမ်အောင်ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့သတင်းပြည်စုံကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံမှာရွေးကောက်ပွဲအလွန်အဆိုးရွားတည့်ရပေါ်ပေါက်လာရင်ပြည်တွင်းမှာဖြစ်ပွားနေတဲ့နိုင်ငံရေးတည်ငြိမ်အောင်ဘယ်လိုလှုပ်ဆောင်မလဲဆိုတာမေးခွန်းထုတ်မှုတွေရှိနေပါတယ်။လက်ရှိမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ပြည်내ထူထောင်ရေးကဏ္ဍပြည်တွင်းညင်းညင်းရေးဆောင်ရွက်ရမယ့်ကိစ္စတွေအဲဒီကတစ်ဆင့်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအသစ်ကိုတည်ဆောက်ဖို့စတဲ့ဥတီကျသုံးချက်ဟာရွေးကောက်ပွဲအလွန်ပေါ်ထွက်လာမယ့်အဆိုးရွားအတွက်တာဝန်ကြီးမာတယ်လို့ရခိုင်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN သတင်းဌာနကိုပြောပါရတယ်။အဲဒီအချက်သုံးချက်ကိုဆောင်ရွက်နိုင်မယ့်တခုတည်းသောနိလန်ကနိုင်ငံရေးတည်ငြိမ်မှုပင်ဖြစ်ကြောင်းအဲဒါကြောင့်ပြည်ခဲ့တဲ့ကာလအဆိုးရွားလက်ထက်တွေမှာလှုပ်ဆောင်ခဲ့တာတွေကိုနောက်လာမယ့် ိုးရအနေနဲ့ခြေဖြတ်ခြင်းမျိုးမဖြစ်သင့်ပေစုပေါင်းကခိုင်မာတဲ့အစိုးရတရက်ကိုပုံဖော်ရမှာဖြစ်ကြောင်းသူကပြောပါတယ်။နောက်နေ့ရွေးကောက်ပွဲအလွန်အစိုးရမှတာဝန်ကြီးတော်ကိုပထမတစ်ချက်ကကျွန်တော်တို့ရဲ့ဒီဒွန်းစစ်ကြီးပေါ်စာကကြီးကိုအပြစ်ခတ်ရက်တဲ့အိဆာကနေစပြီးတော့ချင်းချင်းနိုင်ငံရေးယူကြည်မှုရှိအောင်ဆွေးခေါ်ယူနေရပါပေါ့။ဒါတော့အလွန်ကြီးမားတဲ့တာဝန်ပေါ်စာ။ လက်ငယ်မှာမန္တလေးငလျင်ကြီးကြောင့်ဖြစ်နေတဲ့ပြန်လေးထူထောင်ရေးကဏ္ဍကိုအင်အားပြည့်နေဆုံးရကြမှာ။အဲဒီနောက်မှာခုနပြောတဲ့ဆောင်ရွက်ကြရမယ်ဒီလိုငြိမ်းချမ်းရေးပို့ပြ။အဲဒီကနေတစင်ခွန်ချိုးတိုးတက်တဲ့နိုင်ငံဖြစ်ပို့ပြ။ဒီဥပဒေချက်၃ရက်ကတော့လိုအပ်တာ။ဆိုတော့အဲဒီလိုတာဝန်ကြီး၃ရက်ကရှိနေကိုရွေးကောက်ခံပြီးတော့ပို့ထွန်းလာမယ်အစိုးရကဒီတာဝန်ကြီးရေဆိုတာတခုကတော့အားလုံးကလေးပဲလိုပဲတတ်ပါမယ်။ င်ငံရေးတည်ငြိမ်မှုပေါ့ဗျာအဲဒီလိုလုံနိုင်ဖို့အတွက်အခုနောက်ဆက်ကရဲ့၅နှစ်ပေါ့ဗျာအဲဒီမတိုင်ခင် NLD ရဲ့၅နှစ်ပေါ့အဲဒီမတိုင်ခင် USDP ရဲ့၅နှစ်ကိုထန်ချိုင်မှမှချစ်ဆက်နိုင်ရမဲ့တာဝန်ကြီးတို့လာမယ့်ဆိုရမှာကိုထွန်းလာတာပေါ့ဒီကရက်ကလာလုပ်ပြတာအကုန်လုံးကိုနောက်ဆိုရကအကုန်ခြေဖြတ်တာမျိုးမှဖြစ်နေတယ်စူပောင်းပြီးကိုခိုင်မာတဲ့ဆိုရပြက်ကိုပုံဖို့အောင်ပေါ့အဲဒါလိုပုံဖို့ခြင်းဒီပြည်တွင်းပြည်ပခတ်ဦးတွေပဲပို့ပြီးတော့ပြင်းရင်အေးကျန်သွားအောင်ဥဆောင်နိုင်ရမှာပေါ့ နာဆာကဥက္ကဋ္ဌပူဇော်မှုကြီးမင်းအောင်လိုင်ကမြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေအတွင်းရွေးကောက်ပွဲကျင်းပသွားမယ်လို့ပြောကြားထားပါတယ်။ရွေးကောက်ပွဲအလွန်အစိုးရအနေနဲ့လက်နက်ကင်ပြည်ထနာတွေကိုရှင်းကိုရှင်းရမှာဖြစ်ကြောင်းအဲ့ဒီပြင်သတိထားရမယ့်အချက်ဟာအင်အားကြီးနိုင်ငံတချို့ပါဝင်ပတ်သက်မှုတွေလည်းရှိနေတာကြောင့်နိုင်ငံတကာဆက်ဆံရေးကိုအာရုံစိုက်ပြီးလှုပ်ဆောင်ရမှာဖြစ်ကြောင်းပြည်သူ့ရှေ့ဆောင်ပါတီ PPP မှအထွေထွေအတွင်းရေးမှူးဦးမျိုးဆက်သွေးက CNN သတင်းဌာနကိုပြောပါတယ်။ အဓိကကတော့သတိပ္ပံပြဿနာတွေပေါ့နော်သတိပ္ပံဆိုလက်လက်ကန်သတိပ္ပံပြဿနာတွေပေါ့အဲဒါရီကမြေောက်ွယ်ပြီးဆွေးရတာဆင့်ကိုဆင့်ရမှာပေါ့အဲဒီပဏိစပြဿနာတွေကသရင်လက်တွေလိုက်စားနိုင်ရင်တော့သမန်ကြောင့်သိစင်တွေလည်းရှိတယ်ပယံသာတာဖွဲ့မှုကိစ္စတွေလည်းရှိတယ်နိုင်ငံရေးတည်မှုတွေလည်းရှိတယ်အဲဒီပြင်ပုံပြီးတော့မှသတိထားဖို့ကောင်းတာတရားကြီးနိုင်ငံတို့ရဲ့အဝင်ပတ်သက်မှုတွေရှိတယ်အဲတော့ဟိုဒါရီမပြည့်စုံတဲ့ခုနကဟိုပြောသလိုဟိုနိုင်ငံတရားကြီးကိုလှုပ်ဖို့ရတယ်တော်တော်လေးချက်လိမ့်မယ်ဆိုတော့နိုင်ငံတကာသိစင်ရေးကိုတော်တော်လေးကိုအာရုံစိုက်ပြီးတော့လေပြည်တွင်းလက်နက်ကန်ဖွဲ့ ီးတွေအားလုံးကတရေသေးဆရာဆက်လာကြည့်အထောက်ပံ့မပါဘဲနဲ့ရက်တီမမေးရဘူးလေလက်နဲ့ဆိုတာအခုတတိယအထောက်ပံ့နေမှာရပါလေအဲ့ဒီအထောက်ပံ့နေတရလာနေပေါ့ဒါဆက်လာကြည့်ဖြစ်စလေးပါဒါရီအားလုံးကနိုင်ငံတကာကိစ္စတွေနဲ့ပတ်သက်နေရပဲလေမူဝါဒတို့နိုင်ငံဆိုင်ရာချက်တို့ဆိုတာအပွဲပေါ်မှာညှိနှိုင်းကြတယ်လေညှိလို့မရတာအောက်ပတ်နေတဲ့အင်အားစုတို့လေစရိယာကျတော့နိုင်ငံတကာနိုင်ငံနဲ့မှာဆက်ဆံနေရမှာပေါ့ က်ရှိမြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်လူပေါင်း4000ကျော်တေဆုံးပြီး9000ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကလူနေအိမ်တွေစာတင်ကြောင်တွေဘာသာရေးအဆောက်အုံတွေစေယုံစည်းကမ်းတွေနဲ့လန်ဒရာတွေပျက်စီးဆုံးရှုံးခဲ့ပါတယ်။အဲဒီအပြင်မြန်မာနိုင်ငံတဝက်မှာမြန်မာတပ်မတော်နဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးနေရဲဆုံးကထွက်ပြေးတိတ်ဆောင်နေရသူတွေလည်းမြင့်တက်လျက်ရှိပါတယ်။အဲဒါကြောင့်ပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေပြည်တွင်းညင်းညင်းရေးနဲ့လက်နက်ကိုင်ပြည်ပခါတွေကိုဖြည့်ရှင်းဆောင်ရွက်နိုင်မှုရွေးကောက်ပွဲအလွန်အစိုးရအနေနဲ့နိုင်ငံရေးတည်ငြိမ်ဖို့လုပ်ရမှာဖြစ်တယ်လို့ စီးနဲ့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ် CNI သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစံအနီးစစ်သွေးကြော10ဦးကိုချိန်မုံနိုင်ခဲ့တယ်လို့အိန္ဒိယစစ်တပ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံအနီးအိန္ဒိယရဲ့မနီပူရာပြည်နယ်ချန်တဲခရိုင်မှာလုံခြုံရေးတပ်ဖွဲ့တွေနဲ့စစ်သွေးကြွတွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးစစ်သွေးကြွ10ဦးသေဆုံးခဲ့တယ်လို့အိန္ဒိယစစ်တပ်ကပြောကြားခဲ့ကြောင်းဒက်ကန်ဟယ်ရီကဖော်ပြခဲ့ပါတယ်။မေလ14ရက်ကအာတန်ရိုင်ဖယ်တရင်ဟာစစ်သွေးကြွတွေရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးထောက်လန့်ရေးသတင်းတွေရရှိခဲ့တဲ့နောက်စစ်စင်ရေးပြုလုပ်ချိန်မှာ New Sam တဲကြွရအနီးတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။စစ်စင်ရေးအတွင်စစ်သားတွေကတန်တရားဖြစ်ပွဲကိတာတွေကိုပစ်ခတ်ခဲ့ပါတယ်။သူတို့ဘက်ကလည်းပြန်လည်ပစ်ခတ်ခဲ့ပါတယ်လို့အိန္ဒိယစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အပြန်အလှန်ပစ်ခတ်မှုတွေအတွင်ကိတာ10ဦးချေ မုံခံခဲ့ရပြီးလက်နက်ခဲရဲ့အများပြားကိုတင်စီရမိခဲ့ကြောင်းအိန္ဒိယစစ်တပ်ရဲ့အရှေ့ပိုင်းစစ်ဌာနချုပ်က X လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။တိုက်ဆုံခဲ့တဲ့စစ်သွေးကြော်တွေဟာဘယ်ဖက်ကဖြစ်တယ်ဆိုတာကိုသိရှိနိုင်မှုအတွက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့စစ်စင်ရေးကိုလည်းဆက်လက် ပြုလုပ်နေတယ်လို့အာတမ်ရိုင်ဖယ်တရင်ကစစ်မှုထမ်းတူကပြောကြားခဲ့ပါတယ်။မနီပူရာပြည်နယ်မှာ2023ခုနှစ်မေလကတည်းကကတဲ့လူမျိုးတွေနဲ့ကုကီလူမျိုးတွေကြားပြည်ပခဖြစ်ပွားခဲ့ကလူပေါင်း250ကျော်တိုက်ဆုံခဲ့တဲ့နောက်ဖေဖော်ဝါရီလမှာမနီပူရာပြည်နယ်ဟာတမရရဲ့အုပ်ချုပ်မှုအောက်ကိုရောက်ရှိခဲ့ပါတယ်။အိန္ဒိယနဲ့မြန်မာနယ်စပ်အနီးမှာ ၊ကူကီ၊နာဂါ၊ကတဲ၊ဇူမီစတဲ့လက်နက်ကင်တွေလှုပ်ရှားလျက်ရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ယူကရိန်းနဲ့ငြင်းငြင်းဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက်ရုရှားသမ္မတပူတင်ကကိုယ်စားလှယ်အဖွဲ့ကိုဆီလုတ်ခဲ့ရမှာဘယ်သူတွေကိုဆီလုတ်လိုက်တယ်လဲဆိုတာအားလုံးကစိတ်ဝင်စားစောင့်ကြည့်နေကြတယ်ဆိုတဲ့သတင်းပြည်စုံကိုတင်ဆက်ပေးပါမယ်။ တူရကီနိုင်ငံမှာယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက်ရုရှားသမ္မတပူတင်ဟာကိုယ်စားလှယ်အဖွဲ့ကိုဆီလွတ်ခဲ့ရမှာဘယ်သူတွေကိုဆီလွတ်လိုက်တယ်လဲအားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်ကိုယ်စားလှယ်အဖွဲ့ကိုမဆီလွတ်မီနိုင်ပိုင်းအတွင်မှာကရင်မလင်နန်းတော်ကကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့အစည်းအဝေးကိုထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီအစည်းအဝေးမှာအောက်ပါအတိုင်းဖြစ်ပါတယ်ဗလာဒီမာမတင်စကီကရင်မလင်လက်ထောက်ကိုယ်စားလှယ်အဖွဲ့ကောင်ဆောင် ဆိုဗီယက်ယူကရိန်းမှာမွေးဖွားခဲ့တဲ့မတင်စကီဟာ2022ခုနှစ်ကရုရှားယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်စေဖို့ကူညီပေးခဲ့ပေမယ့်အောင်မြင်ခဲ့ခြင်းမရှိတာပါ။သူဟာရုရှားစစ်သမိုင်းအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်။မီခေးကာလူဇင်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကာလူဇင်ဟာဆိုဗီယက်ပြည်တော်စုအဖွဲ့ဝင်ဟောင်းတွေကိုစူးစီးထားတယ်။တနတဟာယာလွတ်လပ်တော်နိုင်ငံတွေအတင်နဲ့ဆက်ဆံမှုတွေကိုကြီးကြပ်ရသူဖြစ်ပါတယ်။မော်စကိုစတိတ်တက္ကသိုလ်ရဲ့အာရှနဲ့အာဖရိကရေးရာဘာသာရပ်တွေကိုတင်ယူခဲ့ပြီးဂျပန်ဘာသာစကားနဲ့အင်္ဂလိပ်ဘာသာစကားကိုကျမ်းကျင်စာပြောဆိုတက်ပါတယ်။ Igor Kosyukov ရုရှားစစ်ထောက်လိုင်းရဲ့အဖွဲ့ညွှန်ကြားရေးမှူး Google ကော့စ်ယူကော့ဖာ GRU လို့လူသိများတဲ့ရုရှားရဲ့အာဏာအကြီးဆုံးထောက်လှမ်ရေးအေဂျင်စီတွေထဲမှာပါဝင်တဲ့စစ်ထောက်လှမ်ရေးအဖွဲ့ကိုဥဆောင်နေတဲ့ပထမဆုံးရည်တက်အရာရှိဖြစ်ပါတယ်။အလန်ဇန်နာဖိုမင်ဒုတိယကာကွယ်ရေးဝန်ကြီးဖိုမင်ဟာ2022ခုနှစ်ကယူကရိန်းနဲ့ဆွေးနွေးပွဲမှာပါဝင်ခဲ့ပြီးလက်ရှိဆွေးနွေးမှုတွေအတွက်ကျွမ်းကျင်သူတွေစီးရင်မှာပါဝင်ဖို့ပူတင်ကအတည်ပြုခဲ့ပါတယ်။အလန်ဇန်နာဆိုရင်ဝန်ထမ်းချုပ်ယုံဦးကြီးဌာနရဲ့ပြန်ကြားရေးပထမလက်ထောက်အကြီးကဲဆိုဗီယက်ယူကရိန်းမှာမွေးဖွားခဲ့တဲ့ဆိုရင်ဟာဆီးရီးယားပြည်တွင်းစစ်အတွင်းရုရှားရဲ့ဝင်ရောက်တိုက်ခိုက်မှုကိုဥဆောင်ခဲ့ပြီးစစ်ဆေးညှိနှိုင်းမှုတွေ ောင်လူသိများသူဖြစ်ပါတယ်။ဂျီလနာပိုတိုဘရက်ယက်ဖ်စကာယာခရမလင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမူဝါဒဦးစီးဌာနဒုတိယအကြီးအကဲအလစီပိုလစ်ချော့ဘီလာရုစ်ယူကရိန်းနဲ့မော်လ်ဒိုဗာအရေးကိစ္စတွေကိုကင်တွေ့တယ်။နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ CIS ဌာနဒါရိုက်တာဖီရှက်ဆော့ကာဝေးဝန်ကြီးဌာနရဲ့နိုင်ငံတကာစစ်ပတ်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနရဲ့ဒုတိယအကြီးအကဲတို့ဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်က Saudi နဲ့ UAE ကို AI chips ပြားတွေဝယ်ယူခွင့်ပြုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်တမရဒေါ်နယ်ထရန့်ရဲ့အစိုးရဖွဲ့ဟာအရှေ့လက်ပိုင်းရှိရေနံပေါ်ကျွေးဝတဲ့နိုင်ငံနဲ့နိုင်ငံဖြစ်တဲ့ဆော်ဒီနဲ့ UAE နိုင်ငံတို့အပေါ်ထားရှိခဲ့တဲ့ AI နည်းပညာဘူဝါဒကိုပြောင်းလဲခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။အဲဒါကြောင့်ဆော်ဒီနဲ့ UAE တို့ဟာ Nvidia နဲ့ Advanced Micro Devices Company တို့ကထုတ်လုပ်တဲ့နောက်ဆုံးပေါ် chip ပြားတွေကိုဝယ်ယူခွင့်ရရှိတော့မှာဖြစ်ပါတယ်။အရင်ကအမေရိကန်ဟာအမေရိကန်လို့ AI နဲ့ဆက်နွယ်တဲ့နည်းပညာတွေပြန့်နှံ့မဲ့အရေးကိုတားဆီးဖို့ကြိုးပမ်းမှုအဖြစ်အရှေ့လက်ပိုင်းဒေတာကိုခင်မီနည်းပညာတွေရောင်းချမှုကိုတားမြစ်ကန့်တတ်ခဲ့ပါတယ်။အမျိုးသားလုံခြုံရေးစိုးရိမ်စရာကိစ္စတွေနည်းပညာ တွေတရုတ်လက်ထက်ကိုရောက်ရှိသွားမယ်အရေးအစားရှိတဲ့စိုးရိမ်ပူပန်မှုတွေကြောင့်တာမြင့်ကန့်သတ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။မေလ23ရက်မှာတော့အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကအရင်သမ္မတဂျိုးဘိုင်ဒန်လက်ထက်က AI နဲ့ပတ်သက်တဲ့စီမင်းစည်းကမ်းတွေကိုပယ်ဖျက်ချောင်းကြေညာခဲ့ပါတယ်။အဲ့ဒီပယ်ဖျက်မှုကမေလ25ရက်မှာစတင်အကျိုးဝင်တက်ရောက်ခဲ့ပါတယ်။ Trump အစိုးရဖွဲ့ဟာ AI နီးပညာနဲ့ပတ်သက်ပြီးချင်းကပ်လှုပ်ဆောင်မှုပုံစံအတိတ်တကိုမူကြမ်းရေးဆွဲနေတယ်လို့အဲ့ဒီကိစ္စနဲ့နှိစက်တဲ့သတင်းမြင့်တစ်ခုကပြောကြားခဲ့ပါတယ်။တစ်ချိန်ထဲမှာပဲကမ္ဘာပေါ်ကပေးနေရမှာမဆိုတရုတ်ရဲ့ Huawei Technologies Company ကထုတ်လုပ်ထားတဲ့ AI chips ပြားတွေကို ုအသုံးပြုတာဟာအမေရိကန်အစိုးရရဲ့ပို့ကုန်ထိ ंछ ုံမှုတွေကိုချိုးဖောက်ရရောက်တယ်လို့အမေရိကန်ကိုယ်သွေးဝင်ကြီးဌာနကညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ Saudi နိုင်ငံပိုင်ယင်းနှိမ့်နှံမှုကမ္ဘာကြီး Humain အမည်ရှိကမ္ဘာကြီးတစ်ခုကိုထူထောင်ကအမေရိကန်ရဲ့ chess ပြားတွေနဲ့အတူ AI အခြေခံအဆောက်အဦတွေတိစောက်သွားမှာဖြစ်ပါတယ်။ UAE နိုင်ငံကလည်းအခုနှစ်ကစပြီး2029ခုနှစ်ကြားတနည်းကိုအမေရိကန်ရဲ့ chess ပြား၅သိန်းစီဝယ်ယူသွားမှာဖြစ်ကြောင်းသတင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ La Liga Champions League ကိုဘာစီလိုနာအသင်း28ကြိမ်မြောက်ရရှိသွားခဲ့တဲ့ဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။ဘာစီလိုနာအသင်းကမြို့ကန်ပြိုင်ဘက် Espanyol အသင်းကို2ဂိုးကိုမရှိတဲ့အနိုင်ရခဲ့ပြီးနောက် La Liga Champions League ကို28ကြိမ်မြောက်ရရှိသွားခဲ့ပါတယ်။ဒီပွဲမှာဘာစီလိုနာအသင်းတွက်ကိုရီကိုရာမဲနဲ့ Fermin Lopez တို့ကတင်ယူခဲ့တာပါ။ဘာစီလိုနာအသင်းကဒီနိုင်ပွဲကြောင့်တရားသီ La Liga ပွဲစဉ်ကစားဖို့နှစ်ပွဲကြံရှိသေးတယ်။ မပေးစရာအဆင့်နှစ်နေရာကရီးရဲ့အသင်းကိုရမှတ်9မှတ်ဖြတ်ပြီးချန်ပီယံဖြစ်အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ရီယက်တင်ရလာလီကာချန်ပီယံဖြစ်ခဲ့တဲ့ဘာစီလိုနာတင်ကိုသူတို့ရဲ့ဆိုရှယ်မီဒီယာကနေအကုန်ပြုမှုပြုလုပ်ခဲ့ပါတယ်။ဘာစီလိုနာတင်ရဒီယာဒီမှာကိုပါတယ်ရီနဲ့စပိန်စူပါဘလာတိုကိုလည်းရယူထားတာကြောင့်နီပြဟန်စီဖလေဟာသူ့ရဲ့ပထမဆုံးယာဒီမှာအတင်းကိုပြည်တွင်ဖလား၃ခုစလုံးရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းနီးပြဟန်စီဖလစ်ကဘာစီလိုနာအသင်းမှာဆူပလာတွေရယူနိုင်မှာဖြစ်ပြီးသုံးလုံးရယူနိုင်ခဲ့တာကကောင်းမွန်ခဲ့ပါတယ်။စိတ်သက်ပိုင်းကြန့်ခိုင်နေဖို့ကအမြဲတမ်းရည်ကြည်ပါတယ်။ဇန်နဝါရီမှာဆူပါဖလာရယူနိုင်ခဲ့တာကကျွန်တော်တို့ကိုယုံကြည်မှုတွေပေးခဲ့တာပါ။ ကစားသမားတွေအမြင့်ဆုံးဆင့်ရောက်လာတာကိုကြည့်ရတာကောင်းမှုတလို့အခြားသူတွေလည်းတိုးတက်မှုရှိလာတယ်လို့ Movie Star Plus ကိုပြောခဲ့တာပါဘာစီလိုနာတင်းရချန်ပီယံလိပြိုင်ပွဲမှာဆီမီဖိုင်နယ်အထိရောက်ရှိခဲ့ပြီးအင်တာမီလန်တင်းကိုအချိန်ပိုမှအရေးနိုင်ခဲ့တာကြောင့်တရာဒီအတွင်းစူပလာ၄လုံးရောက်နိုင်မဲ့မျိုးလင့်ချက်ကိုအဆုံးသတ်ခဲ့ရတာပါဘာစီလိုနာတင်းရလာလီဂါချန်ပီယံအောင်ပွဲအတွက်အမိုးပွင့်ဘတ်စကာနဲ့တောက်ကြနေမှာမျိုးရင်းလက်ပတ်အောင်ပွဲခံမှာဖြစ်ပြီးတနင်္ဂနွေနေ့မှာကစားမဲ့ဗီလာရီရဲ့အတင်းနဲ့အင်ဂွင်ပွဲစဉ်မှာစူပလာရယူသွားမှာဖြစ်ပါတယ် ။ CNN သတင်းဌာနရဲ့2025ခုနှစ်မေလ16ရက်နေ့အတွက်နောက်ဆုံးရရှိခဲ့တဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးသူများအားလုံးစိတ်ချမ်းသာကိုကျန်းမာကြပါစေခင်ဗျာ။